ရဟာမနစ်ကမြန်မာနိုင်ငံမြောက်ပိုင်းကတယ်လီကွန်နဲ့ကွန်ပျူတာကွန်ရက်တို့နဲ့ချိတ်ဆက်နေတဲ့လောကထဲမှာလိမ့်လည်မှုတွေအတွက်ဥပဒေနဲ့အညီပြည်တံတွေတင်းကျပ်ထားတယ်လို့အစိုးရရှေ့နေကြုံရင်းယုံကပေကျင်းမြို့တော်မှာမတ်လ၈ရက်နေ့ကပြောပါရယ်ဆယ်လေးချိန်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် NPC ရဲ့တတိယအစည်းအဝေးအတွင်းတရုတ်ပြည်သူ့လွှတ်တော်ရှေ့နေချုပ်ရဲ့လုပ်ငန်းစဉ်အစီရင်ခံစာကိုတင်ပြချိန်မှာအခုလိုပြောလိုက်တာပါ မြန်မာနိုင်ငံမြောက်ပိုင်းမှာအခြေစိုက်ပြီးနမဲဆိုးနဲ့ကြောကြတဲ့မေမီတာဆိုးနဲ့ရာဇဝေးကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုဖမ်းဆီးခေါ်ဆောင်မှုတရားမဝင်ထိန်သိမ်းမှုအလွဲသုံးစားလုပ်မှုနဲ့လူသက်မှုတွေကျူးလွန်ခဲ့ပါတယ်။ ဒါပြင်ပြည်ပမှာဆက်သွယ်ရေးကွန်ရက်တွေကိုတုံးပြီးတရုတ်နိုင်ငံသားတွေကိုလိန်ဖို့အွန်လိုင်းလုံကစားရုံတွေကိုဖွင့်နေပြင်တရုတ်မျိုးသမီးတွေကိုပြည်တစားလှုပ်ဖို့အစီအစဉ်ခဲ့တယ်လို့ CCTV သတင်းဌာနကအစီရင်ခံပါတယ်။ဒီအဖွဲ့ရဲ့အဖွဲ့ဝင်တွေဟာလိန်လယ်မှုလူသက်မှုရွေကျက်ရှိရှိတရားရစေမှုတရားမဝင်ထိမ့်သိမ့်မှုလောင်ကစားလုပ်ငန်းမူရစ်စေဝါရောင်းဝယ်မှုနဲ့အာဏာမပြည်တစားတွေနဲ့ဆွဆွဲချက်တင်ထားခံရတယ်လို့လည်း CCTV သတင်းဌာနကတင်ပြခဲ့ပါတယ်ရှင်။ အပိပိဆိုင်ရာအမျိုးသမီးများနေ့ International Women's Day 2025အထိမ်းအမှတ်အဖြစ်ခြိတက်လမ်းလျှောက်ကဆန္ဒထုတ်ဖော်ပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာမတ်လ10ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အမျိုးသမီးတွေအတွက်တန်းတူညီမျှမှုရရှိဖို့အရှိန်အဟုန်တိုးမြှင့်လှုံ့ဆော်ကြဖို့အတွက်တိုက်တွန်းနှိုးဆော်ကအမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ ချင်းမိုင်မျိုးရဲ့အထင်ကရတဖယ်ဂိတ်ရှိကနေစတင်ပြီးဘီယင်၃ပါအမှတ်တရပန်းချံ Trikin Monument အထိထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာမျိုးသမီးအဖွဲ့အစည်းတွေအလုတ္တမအဖွဲ့တွေနဲ့ထိုင်းကရက်ဖက်အဖွဲ့တွေပူးပေါင်းချီတက်ခဲ့ကြတာဖြစ်ပါတယ်ရှင်ကင်ပီနယ်မြောက်ပြည်မြို့ကြားဖြန့်ငွေလေလုပ်ငန်းကတရုတ်နိုင်ငံသား304ဦးကိုမဲဆောက်ကနေတဆင့်တရုတ်နိုင်ငံကို လေရင်နဲ့မတ်လ10ရက်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ကင်းပြည်နယ်နေကြားစောင့်တက် PGF တက်မှုဒုဗိုလ်မှူးကြီးနိုင်မောင်စောကတော့စုစုပေါင်းတရုတ်နိုင်ငံသား1500နီးပါးကို March လ6ရက်နေ့ကနေ9ရက်နေ့ထိ၄ရက်အတွင်းအပြီးပို့ဆောင်သွားမယ်လို့ပြောဆိုထားပါတယ်။လူထောင်တောင်းချီလူကုန်ကူးခံထားရတဲ့မြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်ငွေလိမ်စင်တာတွေနဲ့တရားမဝင် online လုပ်ငန်းတွေကိုလက်တလောရဲတပ်ပတ်တွေအတွင်တရုတ်ထိုင်းနဲ့မြန်မာအနာပိုင်တွေကပူးပေါင်းတိုက်ဖြတ်ဖို့ကြိုးစားနေကြပါတယ်။အဲ့ဒီနောက် PGF ဘဟုအကြံပေးတဲ့ကုကဲကြီးအဖွဲ့တွေက ကြားဖြင့်လူမှောင်ခိုပပျောက်နှိမ့်နေရေးအထူးအဖွဲ့ကိုဖေဖော်ဝါရီလ12ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။ထိုင်းနိုင်ငံကအင်ဒီဂျင်းနယ်စပ်ဒေသတရှောင်းကြားဖြင့်ခေါ်အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေကိုနှိမ့်နေတဲ့အနေနဲ့ဖေဖော်ဝါရီလ9ရက်နေ့ကစပြီးထိုင်းကနေသွတ်တန်းပေးနေတဲ့အင်တာနက်လိုင်းလျှက်စစ်မီနဲ့73စီတွေဖြတ်တောက်ခဲ့ပါတယ်ရှင်။ ရန်ကုန်တိုင်းလှသာမြို့နယ်အနော်ရထာလမ်းနဲ့23လမ်းတောက်မှာမတ်လ9ရက်နေ့မနက်စောပိုင်းတနာရီမိနစ်40လောက်ကကားသုံးစီးမိလောင်ခဲ့ပြီးကျပ်သိန်း1300ကျော်ဆုံးရှုံးခဲ့တယ်လို့ကယ်ဆယ်ရေးဖွဲ့တွေကပြောပါရယ်။လမ်းဘေးမှာညအိတ်ရပ်ထားတဲ့ Suzuki Pickup ကားရဲ့စီးပတ်နေရာကနေမိလောင်ခဲ့တာဖြစ်ပြီးဘေးမှာကပ်ရပ်ထားတဲ့ Hijack Pickup တစ်စီးနဲ့ Suzuki Swift ကားတို့ကိုကူးဆက်သွားခဲ့တာလို့ဆိုပါရယ်။ ။ဆလောင်တဲ့ကားရဲ့နောက်ခံမှာမိသွေးအိတ်ပါတဲ့အတွက်လောင်စာပိုကောင်းသွားတာဖြစ်ပြီးလောင်တဲ့ကားကအလဲကဖြစ်တဲ့အတွက်ဘေးကကားတွေကိုပါကူးသွားတာဖြစ်ကသုံးစီးပေါင်းရင်3300ကျော်မယ်လို့ကယ်ဆယ်ရေးဖွဲ့ဝင်ကပြောပါတယ်။မီးလောင်တဲ့နေရာကိုကြောက်တရားမီးတက်တဲ့အရက်ဖက်အသင်းတွေကဝိုင်းဝန်းမီးငိမ့်တက်ခဲ့တဲ့အတွက်မနေ့တနားရီ44မိနစ်မှာမီးငိမ့်သွားခဲ့ပြီးလူထိခိုက်ဒဏ်ရာရှိမှုတော့မရှိခဲ့ဘူးလို့သိရပါပါတယ်ရှင်။ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေဟာအခွင့်အလမ်းဖြစ်တယ်လို့ဘယ်လာရုစ်နိုင်ငံကိုရောက်နေတဲ့အာဏာသိမ်းစစ်ကောင်းဆောင်ကမတ်လ9ရက်နေ့မှာပြောဆိုလိုက်တာကိုဘယ်လာရုစ်သတင်းမှာဖော်ပြလာပါတယ်။မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာနာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဘယ်လာရုစ်မြန်မာစီးပွားရေးဖိုရမ်ကိုတက်ရောက်နေပြီးဘယ်လာရုစ်သမ္မတကအရေးယူပိတ်ဆို့မှုတွေဟာအခွင့်အလမ်းဖြစ်ကြောင်းနဲ့အဲ့ဒီအခွင့်အလမ်းတွေကိုအသုံးချပြီးမြန်မာနဲ့ဘယ်လာရုစ်အကြားဆက်ဆံရေးကိုနှတ်ဆိုင်စွာတိစောက်ဖို့စိတ်ပိုင်းဖြတ်ထားကြောင်းဆိုပါတယ်။အရေးယူပိတ်ဆို့မှုတွေကိုဖိအားပေးမှုအဖြစ်အသုံးပြုရင်ပြည်ပခတွေကိုသာဥတီစေမှာဖြစ်ကြောင်းဘယ်လာရုစ်သမ္မတပြောစကားကိုထောက်ခံပြီးပြန်ပြောခဲ့ပါတယ်။ မတ်လ9ရက်နေ့မှာပဲမြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုတန်ခတ်ပိတ်ဆို့အရေးယူလိုက်တောင်းကနေဒါအစိုးရကထပ်ပြီးကြေညာလိုက်ပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီအပေါ်နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုပေါင်း62ချိန်ပြုလုပ်ခဲ့ပြီးအမေရိကန်နိုင်ငံကပိတ်ဆို့တန်ခတ်မှု20ချိန်နဲ့အများဆုံးပြုလုပ်ခဲ့တယ်လို့ TV ကအစည်းအဝေးကောက်ယူထားတဲ့ဒေတာတွေအရသိရပါတယ်ရှင်။ မကွေးတိုင်းမင်းဘူးမြို့နယ်နဲ့တနင်္သာရီတိုင်းပိမ်းမြို့နယ်မှာအတင်းအဓမ္မစစ်သားစုဆောင်ခံနေရတဲ့စစ်ကောင်စီတပ်သား၃ယောက်ဟာအလင်းဝင်ရောက်လာခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေစီကသိရပါဗျ။မိထီလာအခြေဆိုင်တပ်မ69တပ်သားတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား၁ယောက်ဟာစစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်လို့စိတ်မရှိတော့တာကြောင့်လက်နက်နဲ့တူမတ်လ9ရက်နေ့မှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။ ဘိမ့်မြို့မှာလေစစ်ကောင်စီရဲ့တပ်သားတစ်စုဆောင်ခံလိုက်ရတဲ့အမျိုးသား၂ယောက်ဟာဘိမ့်မြို့ကိုစစ်လီနဲ့ပို့ဆောင်ခံရတဲ့အချိန်ဘိပကာဖာတပ်ဖွဲ့စီကိုမတ်လ6ရက်နေ့မှာလာရောက်ခုလုံခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီလူငယ်၂ယောက်ဟာပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့ကရန်အောင်ကနေကော့တောင်းဘက်ကိုနေရပြပို့ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ရဲ့အတင်အဓမ္မတပ်သားတစ်စုဆောင်ခံလိုက်ရတာလို့ဘိပကာဖာပြန်ကြားရေးတာဝန်ခံကပြောပါရယ်ရှင်။ ကင်ပီနေမြောက်ရီမြို့မှာမန်ချ်လာရှိရနေနေလေပိုင်းကကားရဲကနေစီးဖောက်ထုတ်ပြီးဘုံနယ်ပြောင်းထည့်တဲ့အချိန်မှာကားမိလာမှုဖြစ်ပွားခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါရယ်။မြို့ကန်ကားသမားတယောက်ကတခြားသူအတွက်တက်စီထုတ်ရောက်မှုကားတွင်းကနေစီးတွေကိုဖောက်ထုတ်တာမှာမတော်တဆမိလာမှုဖြစ်ခဲ့လို့မြောက်ရီမြို့မိသက်တပ်ဖွဲ့ကအချိန်မီလာရောက်မိငိမ့်တက်ခဲ့ရပါရယ်။ မိလောင်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ကားသမားကိုတော့မြောက်ရီမျိုးမှရေစကန်ကနေအေးအေးယူထားတယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့ကိုထိုင်းနိုင်ငံဘက်ကနေဖေဖော်ဝါရီလ6ရက်နေ့ကစတင်ပြီး73စီတင်သွင်းခွင့်ပိတ်လိုက်တဲ့အတွက်မြဝတီမြို့ခံစီးပွားရေးသမားတွေ၊ကုန်သည်တွေ၊ကားသမားတွေနဲ့ဆိုင်ကယ်တက္ကစီသမားတွေပါအခက်ကြုံနေကြရတယ်လို့သိရပါပါတယ်ရှင်။ မတ်၆ကကွယ်ရေးပစ္စည်းထုတ်ဆက်ယုံကပါစနဲ့ဆယ်မိုင်ဝင်းကျင်ကွာမှာရှိတဲ့ပဲခူးတိုင်းပတောင်းမြို့နယ်ညောင်ကျိုးရွာအနီးမှာအေအေနဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ဘက်ကလည်းညောင်ကျိုးစခန်းမကြဖို့မှော်ပြီးအခြေစိုက်တရင်တွေကစစ်ကူတွေဖြစ်တင်းနေတယ်လို့စီးရေးတရင်မြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာအေအေနဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေကပါစဆက်ယုံတွေအထိရောက်ရှိလာမှာကိုစိုးရိမ်လာကြောင်းညောင်ကျိုးစခန်းမကြဖို့ပြင်းပြထန်ထန်ခုခံနေတာပါ။ အေအေနဲ့ပူပေါင်းတပ်တွေကလည်းညောင်ကျိုးစခန်းကိုသိမ်းပိုက်နိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရလို့စစ်ရေးသတင်းရင်းမြစ်တအုပ်ကပြောပါရယ်လက်ရှိညောင်ကျိုးတိုက်ပွဲကိုမော်ဘီမြို့နယ်အခြေဆိုင်ခမာယ33ခမာယ901ခမာယ902နဲ့ခမာယ903တပ်ရင်းတွေကတပ်ရင်းတစ်ခုကိုအင်အား40လောက်ထုတ်လုပ်ပြီးညောင်ကျိုးစခန်းကိုပို့ဆောင်ပေးနေတယ်လို့စစ်တပ်လေထီတွေနဲ့လည်းပြစ်ကူပေးနေတယ်လို့သိရပါရယ်ရှင် ပဲခူးတိုင်းအနောက်ခြမ်းပရောင်မျိုးကဒေသခံပြည်သူတွေဟာညောင်ကျိုးရွာအနီးမှာအရခတတော်အေအေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထမင်းတုပ်ပုတ်ပေးနေရတယ်လို့မြို့ကန်တွေစီကသိရပါဗျ။မတ်လ3ရက်နေ့ကစပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရှေ့တန်းအတွက်ထမင်းထုပ်တွေတအိမ်တောင်ကိုတထုပ်စီညမနက်စာပို့ပေးရမယ်လို့နေအိမ်တွေကိုလိုက်လံအသိပေးခဲ့တယ်လို့ဆိုပါတယ်။ မနက်7:00နာရီအရောက်မပို့မနေရထမင်းထုတ်ပို့ခိုင်းတာဖြစ်ပြီးညမနက်စားလို့ရအောင်နှစ်နှက်စာတစ်ခါတည်းထည့်ခိုင်းတာလို့မြို့ကန်တယောက်က TV ကိုပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရိတ်ခါရှားပါနေပြီးစစ်ကောင်စီတပ်ကလည်းထမင်းသာပို့ပေးနိုင်တဲ့အတွက်အခုလိုပြည်သူတွေစီကနေထမင်းတုပ်တွေအမိတ်နဲ့တောင်းရမ်းနေရလို့ဆိုပါတယ်။ညောင်ကျိုးရွာနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ရန်ကုန်နဲ့ပဲခူးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထရက်ကား၁၀စီးလောက်နဲ့မတ်လ9ရက်နေ့ကအင်အားထပ်မံတိုးမြှင့်ထားပြီးအစားအသောက်တွေထပ်လိုအပ်နေရလို့သိရပါတယ်ရှင်။ မကွေးတိုင်းပခုတ်ကူမြို့မှာမတ်လ9ရက်နေ့မနက်ပိုင်းကရင်နောက်လိုက်လူငယ်14ယောက်ကိုစစ်ကောင်စီတပ်ဘက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ရည်စကြိုမြို့ဘက်ကနေပခုတ်ကူမြို့ကိုထွက်လာကြတဲ့ရဲလိုင်းတချို့ကရင်နောက်လိုက်တွေကိုပခုတ်ကူမြို့ဘက်လမ်းရွှေချောင်းတရားထိပ်ညတီတာဂိတ်နဲ့စစ်မှုဆောင်ဂိတ်တွေကနေစောင့်ပြီးတက်တဲ့အရက်ဖက်အဖွဲ့ဆောင်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့သိရပါဗျ။ ပခုတ်ကူမျိုးပေါ်မှာပေါ်တာဆွဲတာတွေခက်စိတ်စိတ်ဖြစ်နေပြီးအဖမ်းခံရတဲ့သူတွေရဲ့မိသားစုတွေကပခုတ်ကူထွေးအုပ်ရုံးမှာသွားခေါ်ပေမဲ့အခေါ်မခံပဲပြန်လွတ်တယ်လို့မျိုးကန်ကပြောပါရယ်ရှိတလာမန်ချင်းတွင်းအေယာနဲ့တလာဝတီကာလီလိုင်းတွေကအသက်20နဲ့30ကြားအရွယ်လူငယ်တွေပေါ်တာဆွဲခံနေရတာဖြစ်ပြီးရီဇိုကနေမနက်ပိုင်းထွက်လာကပခုတ်ကူအဝယ်နေ့လယ်ပိုင်းမှာအဖမ်းခံကြရတာလို့ရေလိုင်းတွင်နေနေဆက်သူကပြောပါတယ် ော်တာဆွဲခံရလို့ရင်လိုက်တချို့လည်းမပြေးဆွဲရတော့ပဲခီးစင်တချို့ယာယီရနာထားရတယ်လို့လည်းသိရပါတယ်ရှင်ပဲခူးတိုင်းအနောက်ချမ်းပေါင်းတယ်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းကရဲတကြက်သိန်းလွင်ကိုတော်လိုင်းရဲဘော်တွေကစောင့်ကြိုပစ်ခတ်ခဲ့ပေမဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။လူကလွတ်မြောက်သွားပေမဲ့ဆိုင်ကယ်တစ်စီးနဲ့လက်ပစ်ပုံ၃လုံးသိမ်းဆီးရမိခဲ့တယ်လို့ပြည်ခိုင်တပ်ရင်း၃၆၃ရက်တစီကသိရပါဗျ။ ရွာစဉ်လှည့်လည်ကနှလုံးသွလုံးရောင်ချသူတွေစီကနေလိုင်းကြီးတောင်းယူပြီးပြန်လာတဲ့ရဲတကြက်သိန်းလွင်ကိုမတ်လ၈ရက်နေ့ညနေ၃နာရီခွဲဝင်းကျင်းမှာတဲမဲရွာနဲ့ဂုံးတာရွာကြားမှာတော်လိုင်းရဲဘော်တွေကစောင့်ကြိုပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။တတင်းရတဲ့အတွက်ကြိုတင်ဆောင်ဆိုင်နေခဲ့ပေမဲ့ရဲဘော်တွေကိုအရင်မြင်သွားတဲ့အတွက်ဆိုင်ကယ်ထားခဲ့ပြီးဆဲပေါင်းအောက်ကိုခုံချထွက်ပြေးသွားတယ်လို့အဲ့ဒီတဲ့ရင်ကတတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့က TV ကိုပြောပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မှာဦးစင်းပိန်နဲ့ကပိယဖြစ်တဲ့ကိုအိုက်ပီးတို့ကိုစစ်ဆေးဖို့ခေါ်ဆောင်ရင်းမလိုက်တဲ့အတွက်တပ်ဖြတ်မိခဲ့တယ်လို့ဖေခုံဘက်မှာစီရေးလှုပ်ရှားနေတဲ့ပြားစစ်ကြောင်းကမတ်လ9ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဖေခုံမြို့နယ်အုံတိုင်းကြီးရွာကရှမ်းကြောင်ဖုံတော်ကြီးကျောင်းမှာသတင်းသုံးနေတဲ့အရှင်ဓမ္မတရခေါ်ဦးစင်းပိန်နဲ့ကပိယဖြစ်တဲ့ကိုအိုက်ပီးတို့ဟာမတ်လ၄ရက်နေ့ကပြစ်ခတ်ခံရပြီးပြန်လည်တော်မှုသွားခဲ့တာပါ။ ဦးစင်းပိန်ဟာတော်လရင်ကိုထိပါနှောက်ယှက်နေတာဖြစ်ပြီးစစ်ကောင်စီတောက်တိုင်အနေနဲ့ဆောင်ရွက်နေတာကိုတက်တွင်သတင်းဖဲခုံမှပြန်နေတဲ့ပြည်သူတွေအပါအဝင်တိကျတဲ့မြေပြင်သတင်းအချက်လက်တွေကြောင့်စစ်ဆေးဖို့ခေါ်တာကိုမလိုက်တဲ့အတွက်ရဲဘော်တယောက်ကတနက်နေ့ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်ပြက်ကတ်ခဲ့တဲ့ရဲဘော်မောင်ဘလက်ရဲ့လုံရက်ကိုပြားစစ်တောင်းရဲ့တက်စီကန်အတိုင်းအပြစ်ပေးအေးအေးယူဆောင်ရွက်နေပြီးအခင်းဖြစ်တဲ့နေရာကနေဖုန်းကိုပဲယူဆောင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါဗျ။ ဒီကြောင်းသေးသေးတရားဖို့ပြားဆက်ကြောင်းကိုသူတို့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းတော့မရှိသေးပါဘူးရှင်ပဲခူးတိုင်းဖြူမြို့နယ်မှာရှိတဲ့အောက်ခုံကျေးရွာရင်ဦးကျေးရွာနဲ့တာကျိုးကျေးရွာကိုစစ်ကောင်စီတပ်ကမတ်လ၈ရက်နေ့ည၁၂နာရီကျော်လောက်မှာလင်းနဲ့ဘုံကျဲခဲ့ပြီးဇေယကြီးကျေးရွာကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ မတ်လ9ရက်နေ့ကလေးကဖြူမြူနယ်တဲကကြေးရွာတွေကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်အောက်ခုံကြေးရွာနဲ့အနီးပတ်ဝန်းကျင်ကြေးရွာ6ရွာကဒေသခံပြည်သူ9000လောက်ဟာညာရင်းချင်းထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကအဝေးကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်မတ်လ9ရက်နေ့မှာအောက်ခုံဖုံးတော်ကြီးကျောင်းတောင်းထိုင်စီရတော့ပြန်လည်တော်မှုခဲ့ပြီးဒေသခံ2ယောက်လည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ကကြေးရွာအတွင်းမပြေးနိုင်တဲ့တကြီးရွယ်တွေနဲ့ကလေးငယ်တွေပိတ်မိနေတယ်လို့ဒေသခံက TV ကိုပြောခဲ့ပါတယ်ရှင်။ မှုကင်းကြဆင်းရေးအတွက်ရဲရရှိတွေအနေနဲ့မြို့နယ်ရုံးနဲ့စခန်းမှာထိုင်မနေပဲနယ်မြေတွေကိုကွင်းဆင်းဆောင်ရွက်ဖို့ပြည်ထရေးကညွှန်ကြားထားတယ်လို့အောက်ချုပ်ရေးနယ်ဒီဆက်သူတွေစီကသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံတဝန်းလူသက်လူရက်တများတိုက်မှုတွေများလာပြီးပြစ်မှုကျူးလွန်သူတွေကိုရဲတွေအနေနဲ့ဖမ်းဆီးရမိခြင်းမရှိတာကြောင့်နယ်မြေတွေအတွင်းကွင်းဆင်းဆောင်ရွက်ဖို့ညွှန်ကြားတာလို့အုပ်ချုပ်ရေးနယ်နေဆက်သူက TV ကိုပြောပါရယ် ရန်ကုန်မှာဆိုရင်တန်လျင်တာကိတဒေါ်ဘုံမြောက်တကုံတောင်တကုံနဲ့တကုံစိတ်ကန်းတို့မှာလူရဲမှုဖြစ်ပွားတဲ့အခါရဲစခန်းကိုတိုင်ပေမဲ့အခင်းဖြစ်ရာနေရာကိုလိုက်ပါဖြည့်ရှင်ဆောင်ရွက်ပေးတာမရှိဘူးလို့မြောက်တကုံမြို့ကန်တယောက်ကပြောပါတယ်ရက်ွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးကိုလုံခြုံရေးအရာသတိထားနေထိုင်ဖို့နေပြည်တော်ပြည်ထောင်ရေးဝန်ကြီးဌာနမှာမတ်လ၄ရက်နေ့ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောက်ကသတိပေးပြောဆိုခဲ့တာလည်းရှိပါတယ်ရှင်။ ARA တိုင်းတာပေါင်းမြို့နယ်မယန်းချင်းကျေးရွာကအရသားတယောက်ဟာမတ်လ၈ရက်နေ့ကစစ်ကောင်စီတပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိခဲ့တာကြောင့်၆နှစ်ဖက်လုံးပြတ်ထွက်သွားတယ်လို့ဒေသခံတွေကသိရပါဗျ။မယန်းချင်းကျေးရွာမှာနေထိုင်တဲ့အသက်60ကျော်အရွယ်ဦးမမောင်အေးဟာထင်းခုတ်ဖို့ထွက်လာတဲ့အချိန်စစ်ကောင်စီတပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိခဲ့တာကြောင့်၆နှစ်ဖက်ပြတ်ထွက်သွားပြီးစေကူတော်မှုခံယူနေရတယ်လို့သိရပါဗျ။ မိုင်းနှိမ့်မိသူကပသိမ်ဆေးုံမှာဆေးကုသနေရပြီးအသက်အနည်းဆွင့်ရတဲ့အခြေအနေရှိနေတယ်လို့ဒေသခံတယောက်ကပြောပါရယ်။အဲ့ဒီမိုင်းပေါက်ကွဲတဲ့နေရာဟာပြီးခဲ့တဲ့ရက်ပိုင်းလောက်ကစစ်ကောင်စီတပ်ကလာရောက်စခန်းချခန်းစစ်ပြင်ခဲ့တဲ့နေရာဖြစ်ပြီးအရင်ကအရက်သားတွေအချင်းမီွေထင်းခုတ်ရလုပ်ဖို့တွန်းလာနေကြနေရာလည်းဖြစ်တယ်လို့သိရပါရယ်။လေယာမြေတွေထဲမှာမိုင်းပေါက်ကွဲတာတွေဖြစ်ပွားလာနေတဲ့အတွက်ဒေသခံတွေဆိုရင်ထိတ်လန့်မှုတွေမြင့်တက်နေကြပြီးလေယာလုပ်ငန်းနဲ့ထင်းခုတ်လုပ်ငန်းတွေကိုရပ်ဆိုင်းထားတယ်လို့လည်းသိရပါဗျရှင်။ ကိုင်းတိုင်းထီးချိုင်မြို့နယ်ကွင်းကြီးရွာအဝင်ကုတ်ကိုပင်အုပ်စုကိုစစ်ကောင်စီတပ်ကမတ်လ၈ရက်နေ့ညနေ9:00နာရီကျော်အချိန်မှာလင်းရင်နှစီနဲ့ပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗယ်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှစီနဲ့ကွင်းကြီးရွာနဲ့ပေါကုံးရွာကြားကလမ်းစုံကိုဘုံသီးတလုံးကွင်းကြီးရွာဝင်စိုက်ပျိုးရေးစင်တာအနည်းကိုတလုံးနဲ့စုစုပေါင်း200ကိုဘုံကျဲချခဲ့တာကြောင့်73စီဆိုင်တဆိုင်မီးလောင်ပြီးကျွဲ3កောင်တေဆုံးခဲ့တယ်လို့ဆိုပါတယ် လေယာဉ်20နဲ့ရှေ့စင်းနောက်ဆက်လာကျဲသွားတာဖြစ်ပြီးလူထိခိုက်မှုမရှိပေမဲ့73စီဆိုင်မိလောင်ကျွမ်းပြီးကျွဲသုံးကောင်တိတ်ဆုံးကပုံကြတဲ့နေရာတွေမှာကျွင်းကြီးတွေဖြစ်နေခဲ့တယ်လို့ဒေသခံရွာသားတယောက်ကပြောပါရယ်။ထိခိုက်မှုနယ်တစ်ခုလုံးမှာလက်ဆက်မီအပါအဝင်အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတာ၈လအထိကြာမြင့်နေပြီလို့သိရပါရယ်ရှင်။ ရန်ကုန်ပသိမ်သွားတဲ့ကားလမ်းမပေါ်ကပန်းလိုင်စစ်စေးရဲ့ဂိတ်ကစစ်ကောင်စီတပ်သားတွေမတ်လ၈ရက်နေ့ညပိုင်းကတနက်ပစ်ခတ်ခံရပြီးရဲနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ခီးသွားတွေစီကသိရပါဗယ်ပန်းလိုင်စစ်စေးရေးဂိတ်ပစ်ခတ်ခံရတာကြောင့်ဂိတ်မှာတာဝန်ကျနေတဲ့ရဲတပ်ဖွဲ့ဝင်၂ယောက်တနက်ကြီးထိမှန်ပြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ညအစောပိုင်းကပန်းလိုက်ကဲမှာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ညရွေချင်းစစ်ကောင်စီတပ်ရောက်လာကလိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့ပြီးအခုမနက်ပိုင်းမှာခီးသွွားရင်တွေကိုရှာဖွေစစ်ဆေးရာတွေလုပ်နေတယ်လို့ပန်းလိုက်စစ်ဆေးရေးကအနီးမှာနေထိုင်သူတအုပ်က TV ကိုပြောပါရယ် ကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမှာစစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်ထောင်ထဲချီတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာကြောင့်အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။မတ်လ၂ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်ချီ၄၀၀နီးပါးရှိတဲ့မြေစွန်းတော်ကျေးရွာကိုဝင်ရောက်လာပြီး၃ရက်ကြာယာယီတပ်ဆွဲနေထိုင်ခဲ့ပြီးတဲ့နောက်လူနေအိမ်တွေကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။ ။ဒါပြင်မတ်လ9ရက်နေ့စစ်ကြောင်းထွက်ခွာကနေကျောင်းထိုင်စီရာတော့တဘာနဲ့ရွာခိုင်ပြည်သူ၁၀ဦးထက်မနည်းကိုဖမ်းဆီးတပ်ဖြတ်သွားခဲ့တယ်လို့ဆိုပါရယ်။ရီလေကျွန်းဒေသကကျွန်းတစ်ခုလုံးကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးအိမ်တွေလည်းမိရှုခံနေရတာကြောင့်ရီလေကျွန်းကရွာတွေအကုန်ပြေးနေကြရတာပါ စစ်ကောင်စီစစ်ကြောင်းဟာရည်သူတို့နဲ့မြောင်မျိုးနယ်အဆက်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ရည်သူတို့မျိုးနယ်ကမြေစွန်းတော်မလကာချံရွှေလန်းစင်ကြီးယာရွာသစ်တာခေါင်ကြီးတာခေါင်လေးဇရက်နီကြေးရွာတွေကထောင်ထဲချီတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ရှင်။